ရန်ပေါ်မှာတက်ထိုင်တဲ့မိန်းမအဆိုးဆုံးအဘက်ဆိုလို့ရှိရင်လေကျမ်းမြင်ကြီးမှာမောက်ပြီးတော့မှဒီကနေနိုးသီးနှလုံးကြီးကိုမပေါ်ပေါ်အောင်ကြီးလှုပ်ပြီးတော့မှအာရှာတွေတစ်ချိန်လုံးထုတ်ပြဟိုလိုတွေလှုပ်ပြဒီလိုတွေလှုပ်ပြနေတွေကိုလက်တွေကလော်ပြနေလှုပ်ပြနေတာတွေလေအင်မတန်ကိုစိတ်ပျက်စရာတိုင်းပြည်နဲ့လူမျိုးလဲတိတ်ခါကြတယ်ဒီလိုတွေဖင်နေရင်နေနဲ့ဒီလိုတွေဆက်စီတွေလှုပ်ပြတာကိုဘာအတွက်လဲစီးလိုက်တာနဲ့နေကိုလင်းစိတ်သားစိတ်ကုံမဲ့ပုံစံမျိုးတွေကသူ့တွေလုံနေတာမရှက်ဘူးလားလို့အသိန်းတစ်ထောင်ပေးမယ်ဆိုလဲကျမမလုပ်ရဲဘူး အားလုံးပဲမင်္ဂလာပါမြို့ရီ MOK YouTube Channel ကြိုလိုက်ပါရယ်ဒီနေ့တစ်ဆက်ပေးမဲ့တဲ့ရင်ကဒီ TikTok မှာအသက်50ကျော်အဖွားကြီးတွေဖင်လှုပ်ရှင်လှုပ်ဒီဟိုဟာဖော်ပြဒီဟာဖော်ပြနဲ့ဒီ TikTok တွေစော့နေကြလို့ဒီနေ့မှာဆရာမကြီး MM တင်ကအချက်လက်နဲ့ဒီလိုမျိုးမစော့ဖို့ဒီမျိုးမလှုပ်တင်ကြအောင်ဒါပြောပြလာတဲ့ဒီ file ကိုတင်ဆက်ပေးတာပြီးတော့ဖြစ်ပါရယ်အဲမိတ်ဆွေမျိုးတွေလည်းဘူးတူတာတင်ခဲ့တဲ့ရာအနေနဲ့ပြန်လဲ share လုပ်ပေးခြင်းဖြစ်တဲ့ဒါကြောင့်မကျွန်တော်ဒီ file ကိုအဆုံးတိုက်လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခွင့်ချင်ပါရယ်ဒါဆိုတော့ကျွန်တော်ဒီ file ကိုစလိုက်အောင် နောက်တစ်ခုကဘာလဲဆိုတော့ TikTok တွေပေါ်လာတော့ငုံရှိုးနေတဲ့အမှုပညာသွေးတွေကအုံကျွလာပြီးတော့မှ TikTok ပေါ်မှာကိုဟာကိုကင်မရာလေးထောင်ပြီးတော့မှရိုက်လိုက်တာနဲ့ဟာတခါတည်းကိုဖြစ်သွားတဲ့ကိစ္စကြီးဆိုတဲ့ခါကျတော့မိခဲပြာပုံးပြာဖုံးနေတဲ့တေကန်နီးမိန်းမကြီးတွေထလာကြတယ်မိခဲပြာပုံးတေကန်နီးမိန်းမကြီးတွေနော်ဆိုတော့ TikTok ပေါ်မှာပို့ဆိုတယ်အဲ့မိန်းမ၂ယောက်၃ယောက်ဆို TikTok ပေါ်မှာတော်တော်ဆိုတယ်ဟိုမိန်းမ၁ယောက်ဆိုပို့ဆိုတယ်ဟိုလေကားလည်ရန်ပေါ်မှာစောင်းစောင်းထိုင်ပြီးတော့မှတစ်ချိန်လုံးထမင်းရင်ရှားနေနဲ့လည်းရိုက်ညူသီးတွေဖုံးတခါလဲရှားတွေတစ်ချိန်လုံးအဲ့လိုထုတ်ထုတ်ပြနေတဲ့မိန်းမ၁ယောက်မရှိဘူးဗျာနော်တော်တော်ဆက်ဆိုတေကန်နီးနေပြီနောက်တစ်ခါစမိုင်းနာဒီ panties တွေနော်ဒီဆက်စမိုင်းတာတွေဝတ်ပြီးတော့မှ panties တွေနဲ့သူတို့ကိုသူတို့ဂေါ်တယ်ပေါ့တခါတည်းကိုအဲ့လိုမျိုးတွေနဲ့လှုပ်ပြီးတော့မှကရင်မိန်းမတွေ နော်နောက်တစ်ခါတစ်ချိန်လုံးနိုးသီးနှလုံးကိုရမ်းပြီးတော့မှကပြနေတဲ့ဒူရင်းကျမမေးချင်တာဘာဒီအကျိုးကြီးဆုံးညာဘာဒီအကျိုးညံ့ရသွားလဲကောမန်နေမဖတ်ကြည့်ဘူးလားလူတယောက်ရဲ့ဂုံတိတ်ဟာဟာ TikTok ပေါ်မှာတင်လိုက်တဲ့ဗီဒီယိုတစ်ခုပေါ်မှာရတဲ့ view ပေါ်မှာမူတည်နေတာလားကိုမိသားစုကိုဆွေမျိုးအတိုင်းဝိုင်း တားသမီးရှင်လဲတားသမီးနော်ညီကိုမောင်နှမမိဖအားမနာဘူးလားဒီ ਆ တွေကိုဒီလိုတွေဖင်နေရင်နေနဲ့ဒီလိုတွေဆက်စီတွေလောက်ပြတာကိုဘာထွက်လဲအဲ့တော့ဆက်စီတွေလောက်ပြပြီးတော့မှကျွန်မခုနပြောသလိုပေါ့ဆက်စီတွေလောက်ပြပြီးတော့မှခန္ဓာကိုယ်ကိုအတုံးပြူပြီးတော့မှငွေရှာလို့ရတဲ့ရုပ်စင်းအင်္ကာနဲ့ ခန္ဓာကိုယ်အချိုးအစစ်တွေဆိုလဲထားတော့ကြီးလိုက်တာနဲ့နေကိုလင်းစိတ်သားစိတ်ကုံမဲ့ပုံစံမျိုးတွေကအဲ့လိုတွေလုံနေတာမရှက်ဘူးလားလို့ဟမ်ကျမတို့လိုလူမျိုးလုံဆိုရင်နေကျမတို့လေတိန်းတထောင်ပေးမယ်ဆိုလဲကျမမလုပ်ရဲဘူးဆိုရှယ်ပေါ်မှာတက်လို့ကျမတို့ကလေကျမတို့အလုပ်သဘောသဘာဝအရာကျမတို့ TikTok လေးတွေရိုက်ရတယ်ကြော်ညာအတွက် เนาะဒီ page ဒီမှာဆိုင်ဒီမှာယရနာဆိုင်နေကနေပြီးတော့ကျမတို့ယရနာလှလှပပလေးဝတ်ထားတာလေးအတွက်ပြန်ပြီးတင်ဖို့အတွက်ယရနာလေးကြီးကြော်ညာအတွက်ကျမတို့ TikTok လေးကြီးရိုင်းရတယ်ဆိုရင်တောင်မှအဝိအစားလုံခြုံအောင် မပေါ်တဲ့နေရာတွေမပုံအောင်မျက်နာအမှုအရာစက်တီရှိအောင်ထိမ့်သိမ့်ပြီးတော့မှရိုက်ရတယ်အပြန်ပြန်အလန့်လန့်အချိန်ချင်းကြည့်ပြီးတော့မှကိုက social media ပေါ်မှာတင်တယ်ဒီ ဆို public sheet ကိုအရောက်ပို့တယ်မဟုတ်ဖင်းနဲ့ရိုက်ပြီးတော့မှလုံချင်တာတွေလုတ်ပြီးတော့မှ on နှလုံးနာစရာယွန်စရာတွေကိုဘာဖြစ်လို့ public ကိုမှာကြည့်ဘာကိုတားရတာလဲဟုတ်လားခန္ဓာကိုယ်ရဲ့မမြင်အပ်တဲ့အစိတ်ပိုင်းတွေပြရင်ဟာဆက်စီမှုညာရင်လုတ်တယ်အေးအလတာပတာလေးတွေခုနလိုပေါ့ခြေတန်းခေါ်လို့ရလို့ခြေတန်းဖွင့်လို့ရလို့လာပြီးတော့မှဟိုခုနကျမတို့ point site တွေဘာတွေမှလိုမျိုးပေါ့ဟာဒီလိုမျိုးနဲ့မလို့ခန္ဓာကိုယ်တွေကိုပြပြီးတော့မှလုံအောင်လို့မလို့ခြေတန်းတစ်ခုအရလုတ်ရတယ်ဆိုရင်လည်း ထားပါတော့လူကြည့်လိုက်တော့အစီတစ်ထက်အသားတစ်ထက်တွေနဲ့အတုံးလိုက်အတစ်လိုက်တွေနဲ့เนาะတခါနဲ့ကျမမကဲ့ရဲ့ခြင်းမူရုပ်တည်ကြည့်တော့လည်းနှစ်ပြားမတန်တပြားမတန်တွေနဲ့မရှက်ဘူးလားလို့အသက်တွေကြည့်တော့လည်းတေကန်နီးနေပြီเนาะငယ်တော့တဲ့အရွယ်တွေလည်းမဟုတ်ဘူးအဲ့ဒီမိန်းမဒီနှစ်ယောက်သုံးယောက်တော်တော်ကိုစိုးတယ် ိလီကားလက်ရံပေါ်မှာတက်ထိုင်တဲ့မိန်းမအဆိုးဆုံးညဘက်ဆိုလို့ရှိရင်လေကျမ်းမြင်ကြီးမှာမောက်ပြီးတော့မှဒီကနေနိုးသီးနှလုံးကြီးကိုမပေါ်ပေါ်အောင်ကြီးလှုပ်ပြီးတော့မှလေဟာရှာတွေတစ်ချိန်လုံးထုတ်ပြဟိုလိုတွေလှုပ်ပြဒီလိုတွေလှုပ်ပြပြီးရင်လေဟိုပကေကလော်ပြနဲ့လှုပ်ပြနေတာတွေလေအင်မတန်ကိုစိတ်ပျက်စရာကောင်းတယ်တိုင်းပြည်နဲ့လူမျိုးနဲ့တိတ်ခါကြတယ် TikTok ဆိုတာလေကဘာတဝမ်းကိုပြန်လာ ဟာမြန်မာ user တွေမြန်မာမတွေဒီလိုလားအောက်တန်းချလိုက်တာဇင်ရိုက်ဆန်လိုက်တာဟာကြီးစမ်းမအောင်ပေါက်လို့ပဲစားဆန်လိုက်တာမြန်မာတွေကဒီလိုလားဆိုရင်တိုင်းပြည်နဲ့လူမျိုးမှာတိတ်ခါကြတယ်အမျိုးကောင်းသမီးလေးတွေတိတ်ခါကြတယ်မရှက်ဘူးပါဗျာနော်မတွေပြောတဲ့နဲ့မရှက်ဘူးလားမြန်မာပြောတဲ့နဲ့ဒါမျိုးမိမညီကိုမောင်နှမမိမိကိုယ်တိုင်ရဲ့ဂုံတိတ်ခါကိုယ်ပုံလေးကိုပြန်ကြည့်ရင်ကြိုက်သလားကြည့်ရတာအဆင်ပြေလား အဆင်ပြေလားလို့ကိုယ့်ရဲ့ဗီဒီယိုတွေပြန်ကြည့်ရင်အိမ်မှာညားနေတဲ့ view တွေဆိုတာက comment ရောဝင်ခက်ကြည့်ရတယ်ဗျာနော်ကျမတို့မှလည်းကျမတို့လိုလူမျိုးကျမတို့လိုလူမျိုး bad comment တစ်ခုလာလို့ပေါ့ဆိုရင်ကျမတံပိုးထားပြီးအမြင်နဲ့ဖတ်တယ်အဲ့ bad comment သူဘာမြင်တာလဲဥမာဘာဖြစ်နေတယ်ပေါ့ဆိုရင်ကျမလည်းဟာဒါဆိုလို့ရှိရင်တော့စင်ကြင်ရမယ်ဒါဆိုရင်ဟုတ်တယ်စင်ကြင်ရမယ်သူဒီလိုမြင်တတ်ပါလားကျမနောက်အဲ့လိုမဖြစ်အောင်နေတယ် ဟုတ်လားရှက်လို့မျိုးရိုးဂုံတိတ်ခါကိုယ့်ရဲ့နောက်မျိုးဆက်ကိုယ့်ရဲ့ရှေ့မျိုးဆက်ကို အားနာရမယ်မိမိကိုယ်တိုင်ရဲ့ image မိမိကိုယ်တိုင်ရဲ့ဂုံတိတ်ခါကိုလည်းအထီပါခံလို့မရဘူးအဲ့တော့ဆော့ပါတစ်တော့ဆွန့်လို့ရပါတယ် ျမတို့လည်းလုပ်ပါတယ်ကျမတို့ဆိုရင်ဒါအလုတ်သဘောအရာရောအာအဓိကတော့အလုတ်သဘောအရာပုံများပါတယ်နော်ဝါသနာပါလို့ဆိုတာတည်းအလုတ်သဘောအရာပုံများပါတယ်ကိုကဒီအလုတ်နဲ့စီးပွားရှာနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကတော့အလုတ်သဘောအရာတင်တာအလုတ်သဘောအရာမရှိဘူးဆိုကျမ TikTok ပေါ်မှာဘာမှကျမတင်လေးတင်တာမရှိဘူးတကယ်လေးစားဖို့ကောင်းတယ်ဗျာနော်ဆရာမရဲ့မွန်သင်ကတော့နော်အေးထွန်းနဲ့ ဟုတ်လားဆိုတော့လေဒီလိုမျိုးလေးကိုပုံလေးတွေကိုပြန်ကြည့်ပြီးတော့မှတင်ပါကိုပုံလေးတွေကိုပြန်ကြည့်ပြီးတော့မှဆိုရှယ်ပေါ်တင်ပါဘာဖြစ်လို့လဲဆိုတော့အမျိုးပေါင်းသမီးလေးတွေအတွက်မြန်မာလူမျိုးမြန်မာမတွေဆိုတဲ့ဂုံတိတ်ခါကိုလည်းနည်းနည်းစောင့်ထိန်းကြပါဦးဟုတ်လားမြန်မာလူမျိုးမြန်မာဂုံတိတ်ခါဆိုတဲ့ဟာကိုလည်းနည်းနည်းလေးစောင့်ထိန်းကြပါဦး မြင်ရတာလေဘလို့မှအဆင်မပြေဘူးအဲ့တော့နောက်ဆိုလို့ရှိရင် အစိုးရတို့တောင်မှနေဥပဒေတွေထုတ်ပြီးတော့မှအဲ့လိုဟာမျိုးတွေကိုအေးအေးယူခိုင်းရမယ့်ပုံဖြစ်နေပြီကျမတို့တွေကဆန္ဒပြုပွဲတွေလုပ်ရမယ့်ပုံဖြစ်နေတယ်နော်တနေ့တမျိုးမယူရဘူး မထော်မနှမ်းနေနဲ့ဆူရှေပေါ်မှာတင်တဲ့ကိုယ့်ရဲ့ပုံရင်းကဘယ်တော့မှမပြောက်သွားဘူးကိုကဖြက်လိုက်တယ်ဆိုရင်လေသူများကဒေါင်းထားပြီးပြီဆိုလိုက်ဖြက်လို့မရတော့ဘူးဒေါင်းကိုတိဖို့လိုတယ်ဟာကိုကတော့တင်မိလိုက်တယ်နော်တင်မိလိုက်တယ်ဟာမှားသွားတယ်ဖြက်လိုက်မယ်အက်ဒစ်လုပ်လိုက်မယ်ပြင်လိုက်မယ်စာမားသွားလို့အက်ဒစ်လုပ်လိုက်မယ်သူများစကရင်ရှော့ယူသွားပြီဟုတ်တယ်နော် ဟာ post တင်လိုက်တာအာဒီဗီဒီယိုဖိုင်ကအဆင်မပြေလို့မလို့ဖြတ်လိုက်မယ်။သူမြ recording ယူသွားပြီ။ဟာတင်ထားတဲ့ TikTok ဖြတ်ချလိုက်မယ်။သူမြ down သွားပြီ။မှန်တရားတယ်နော်။ကျမတို့မြန်မာအမျိုးသမီးတွေထဲမှာဂုံတိတ်ခါရှိတဲ့အစင်တန်းမြင့်တဲ့ပညာတတ်ပညာမတတ်ကိုချင်းတရားကောင်းတဲ့အမျိုးသမီးတွေအများကြီးရှိတယ်။စွန်းစံနဲ့ ကြွက်ချီယွန်ဒီလိုပေါက်လို့ပဲစားရည်ကြောင့်မလို့ကျမတို့မြန်မာနိုင်ငံကအမျိုးသမီးတွေရဲ့ဂုံတိတ်ခါကြာဆင်းရတာတော့ရင်းနာတယ်အဲ့တော့ကျမမေးချင်တာအမကြီးများနော်အဲ့တော့ TikTok ပေါ်မှာဖင်ပြနို့ပြရှာပြဆက်စီတွေလုတ်ပြနေတဲ့အမကြီးများကိုမေးချင်တာကလုတ်တဲ့ရည်ရွယ်ချက်ကဘာလဲဝါသနာပါလို့လုတ်တာလား မေးသိနေနော်อืมอโจชิอ๋องลงเลยคันนาโกโก ပြပြီးတော့မှပတ်စံရှာခြင်းနာလားဒါဆိုလဲခန္ဓာကိုယ်အချိုးစစ်လေးလှလှပပလေးဖြစ်အောင်လုပ်နော်ရုပ်ရည်လေးကိုတခါတည်းကိုသူများခေါ်ပြီးတော့မှတုံးခြင်းအောင်ပတ်စံပေးပြီးသူများသိပေးခြင်းနဲ့စိတ်ဖြစ်အောင်လုပ်မဟုတ်ဖဲနဲ့ဆိုရင်တော့ကိုယ့်ရဲ့မမြင်တဲ့မမြင်အပ်တဲ့အစီတစ်ထစ်အသားတစ်ထစ်တွေကို social ပေါ်တင်မနေနဲ့ရှက်စရာကောင်းတယ် က်ပဲမပြေတာလားယူပဲယူနေတာလားတာမန်မိန်းမကောင်းဆိုရင်တော့မလုပ်ဘူးလို့ကျမကတော့ထင်တာပဲเนาะကြက်မပြေနေတဲ့ယူနေတဲ့မိန်းမတွေမလို့ပဲနေမယ် ဟုတ်ကဲ့ပါမျိုးလို့ရေကျွန်တော်ပြီးမှလေးကတော့ဒီလောက်ပါပဲဒီဗျူဖိုင်လေးရဲ့ဖြစ်စဉ်ကတော့ဒီစစ်တော်ပေါ်မှာအသက်90ကျော်ဒီအဖွားကြီး3လေးယောက်အမြင်မသင့်တော်တဲ့အရာတွေကိုဒီဖော်ပြထုတ်ပြပြီးတော့တစ်တော်ဆောင်နေတဲ့အကြောင်းအရာနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီလူမှုကွန်ရက်ပေါ်မှာဒီဝေဖန်မှုလေးမြင့်တက်နေတဲ့အသက်တွေကြီးမှဒီလူမျိုးမလုပ်ဘူးပေါ့နော်ဒီမှာလည်းဆရာမကြီးအမွန်သင်ကအချက်လက်နဲ့ကိစ္စတွေကိုအရေးကြီးပြဖို့ဆွတ်လိုက်တဲ့ဗျူဖိုင်လေးကိုတိဆက်ပြသပေးတော့ဖြစ်ပါတယ်ဗျူဖိုင်လေးပတ်သက်ပြီးတော့အမျိုးရိုးရဲ့တင်မီဆက်တွေကိုလည်းကျွန်တော်ကောမန်မှာမှတ်ချက်ရေးပေးကြလေးရလူဝေဖန်ချန်ပြနေပါဗျအသက်တဲ့အစ်တွေရရှိလို့ရင်ထပ်တင်ပေးပါဦးမယ်ဒီဗျူဖိုင်လေးလည်းများသူငါမြင်နိုင်အောင် like and share လေးပြုလုပ်ပေးဖို့ ွန်ဆက်ကြင်ပါတယ်ကျောင်း channel နဲ့ဘိုးသူတက်ရဲ့တဲ့ကြောင်းနဲ့ဆယ်လေးတင်တက်တယ်ကိုမြင်တက်ဆက်ပေးမှာမို့ကျောင်း channel like ဆက်ပါမယ် like ဆက်ပါနဲ့ notification bell ကို button ခဲ့ပေးဖို့တောင်းဆက်ကြင်ပါတယ်ကျောင်း channel အားပေးကြည့်ရှုသူတယောက်ချင်းနဲ့ကြည့်မြိုင်းတူပါတယ်နောက်ထပ်ပြီးမှပြန်ဆောင်ကြမယ်